ဟယ်လိုချေရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနေထွေးစွာပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ် March 15ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်အတူတူသွားမှကြည့်ကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ထုံးစံတိုင်းပဲ Lowry Tuition သတင်းနဲ့စလိုက်ပါမယ်ခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်ကတော့မိုးပြဲတွင်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးမြေရောစာဖြစ်ပြီးတော့လက်နက်ကိုလည်းရရှိတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီသည်မတ်3ရက်နေ့ကတိုက်ပွဲအတွင်းအင်အားအများပြားဖြင့်ထိုးစစ်ဆင်မှုကြောင့်တော်လိုင်းရေးတပ်ဖွဲ့များရှိတဲ့ကင်းနေရာအချို့ဆုတ်ခွာပေးခဲ့သည့်အတွက်မတ်4ရက်နေ့တွင်ပြန်လည်ထိုးစစ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား15ဦးထပ်မံနေတေဆုံးပြီးဒဏ်ရာအများပြားရရှိကပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်တဲ့။အဲ့တော့ KNDFD ကလက်ဆွမ်းပြလိုက်လို့ပေါ့နော်။ဒီမှာကျမစစ်ကောင်15ကောင်မြေရောစာဖြစ်သွားတဲ့သတင်းပဲဖြစ်ပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်း AR တိုင်းအတွင်းပေါ်တာဆွဲခံရသောလူငယ်များကိုစစ်တင်းတန်းတက်ရပတ်စဉ်၁၁ကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းတွေကြားနေရဖြစ်ပါတယ်။ AR တိုင်းရှိရက်ကွက်နဲ့ကြေးရွာများတွင်စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးမှူးများကညပိုင်းတွင်ဝင်ရောက်ဖမ်းဆီးပြီးနတ်တခါသို့ပို့ဆောင်ခံထားရသူများကိုတင်စစ်တင်းတန်းများသို့အထုပ်ခွဲကပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒါအင်မတန်မှငြင်းချမ်းပါတယ်ဆိုတဲ့ဒီ AR တိုင်းထက်ရလူတွေခုချိန်ဆိုရင်တော့ငြင်းချမ်းတော့ပါဘူးနော်။ ညဘက်ကြီးစီးရင်ပါတယ်ဆိုပြီးခေါ်သွားတာတဲ့သူ့မှာအသေးရောကရှိတယ်ဆိုပြီးပြောတာတောင်မှစစ်ဆေးပြီးပြန်လို့ပြေးမယ်ပြောတယ်ခုတော့ပြန်လာတဲ့အပြင်တင်တန်းတော့ရအောင်မယ်လို့အကြောင်းကြားတယ်လို့သိရပါတယ်တဲ့အခုတင်တန်းတွေကတလားလောက်ပဲပြီးတော့တယ်ရှေ့တန်းမှာစစ်တဲ့စစ်သားအင်အားတွေတအားလုံးနေတယ်လို့စစ်ကောင်စီတပ်တွေနေဆက်တူကပြောပါတယ်နော်အဲ့တော့အေယော်ဒီမှာလည်းအခုချိန်မှာဆိုချက်ဘက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်တော်တော်လေးကိုအာဒုက္ခရောက်တဲ့အခြေအနေဖြစ်ကုန်ပါပြီနော် ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒီနေ့မှာတကယ်ပဲစိတ်မကောင်းစရာသတင်းပေါ့နော်ဖြစ်ခဲ့တာတော့မနေ့ကဖြစ်ပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့စင်ကူလက်ပံလောက်ကိုစစ်အုပ်စုကဘုံကျဲလို့တေဆုံးသူ29ဦးထဲမှာလေးလအရွယ်ကလေးတွေတောင်ပါဝင်တယ်လို့သိရတယ်ပေါ့နော်အဲ့တော့လဖေးဆိုင်ဘုံကိုဘုံကျလို့ဆိုင်းရှင်းမိသားစုအပါဝင်ဈေးတဲ့ဈေးဝယ်တွေတေဆုံးတာဖြစ်တယ်လို့သတင်းရရှိပါတယ်နော်တကယ်ပဲစိတ်မကောင်းစရာဖြစ်တဲ့ချက်ပဲစစ်ကောင်စီကအခုချိန်မှာဆိုရင်ပြည်သူကိုကြောက်လန့်အောင်လို့ပေါ့နော်6 6လန့်တဲ့အနေနဲ့ပြည်သူပဲဘုံကျဲနေတဲ့အနေထားဖြစ်ပါတယ်နော်အခုဆိုရင်ဒီမှာဘုံကျဲလို့29ဦးဆိုတာနေရာအယူတက်မဟုတ်ဘူးပေါ့နော်ဒါကတော့တကယ်ဂျီလို site တွေ ဖြစ်ပါတယ်ဒီလိုဟာတွေနဲ့ဥပဒေနဲ့မင်းအွန်လိုင်းကိုအမြန်ဆုံးအေးအေးယူနိုင်ကောင်းပါတယ်နော်ကဲဒီသတင်းနဲ့ပတ်သက်ပြီးအသေးစိတ်တင်ဆက်ထားတဲ့ဒီသတင်းလေးကိုလည်းကျွန်တော်နောက်ကြည့်လောက်နော်ပြည်ထင်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကြေးရွာလေးချောင်းတိုက်ခိုက်မှုမှာကလင်းငယ်ချောက်အပါအဝင်28ဦးတိစုံခဲ့တယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူစီကသိရပါတယ်မလာ14ရက်နေ့လေ3နာရီခန့်ကလူစီကားတဲ့ကြေးရွာစီအနီးကိုစစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စီးက ဘုံနှလုံးကျေချခဲ့ရာဇေနီဝင်းကျင်ကိုကြားရောက်ပောက်ွဲခဲ့ပြီးပြည်သူတွေထိခိုက်ဒီဆုံးခဲ့ကြတာလို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအောင်စမောကပြောပါတယ်။အဲ့တော့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပြီးပြီးချင်းကျွန်တော်တို့ဟိုဒီ on the spot ပေါ့နော်ဒီ dead body ကတော့ကျွန်တော်တို့စက်တလောင်းပဲကျွန်တော်တို့ဟုတ်သူရှိရတယ်ဂျန်နယ်လူတွေကတော့ကျွန်တော်ဆေးဝါးကုသမှုခိုင်ယူနေစင်ပါပဲအဲတဆုံရှုံးသွားတဲ့သူတွေဖြစ်ပါတယ်ဗျအဲကနဦးတီးရတဲ့လောက်ကတော့ကလေးငယ်6ဦးအပါဝင်အဲ total 29ဦး ဟိုထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီကြောင်တိုက်ခိုက်မှုအတွင်းအသက်ရှင်နေအောင်ကလေးငယ်6ဦးနဲ့အမျိုးသားအမျိုးသမီး20တဦးထိခိုက်ဒဏ်ရာရသူ30ဦးဝန်းကျင်ထဲမှာလည်းကလေးငယ်တွေပါဝင်ပြီးထိခိုက်သေဆုံးသူတွေရဲ့အချက်လက်တွေကိုတော့ကောက်ယူနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်လူနေအိမ်10လုံးဈေးဆိုင်ငယ်20နီးပါးပျက်စီးသွားပြီးထိခိုက်သေးဆုံးသူတွေအများစုကလက်ပံလာရွာသားတွေဖြစ်ပြီးရွှေပြောင်းလုံသားတွေနဲ့ခရီးသွားတွေလည်းပါဝင်တယ်လို့သိရပါတယ်။တရားရသူတွေကိုစေကူတာပေးနေပြီး ပစ္စည်းမှုတွေကိုတော့ဒေသခံတွေကရှင်းလင်းနေကြကလေကြောင်းကနေပုံကျဲခံရတာကြောင့်နောက်ထပ်ပုံကျဲခံရမှာဆိုရင်ပြီးဒေသခံအချို့ကတော့ကျေးရွာကနေပြောင်းရွှေ့နေကြတယ်လို့ဆိုပါတယ်။စင်ကူးမျိုးနယ်တစ်ခုလုံးကို2024ခုနှစ်ဇူလိုင်လမှာတော်လိုင်းရေးပူပေါင်းတပ်တွေကထိန်းချုပ်ထားပြီးလက်ပံလာကျေးရွာအတွင်းကိုလည်းတော်လိုင်းရေးအဖွဲ့တွေဖြတ်သန်းသွားလာတာလောက်သာရှိပြီးတိုက်ပွဲမဖြစ်တာလည်းရှိလာလို့ရှိပြီးလို့သိရပါတယ်။ ဇန်နဝါရီ9ရက်ကလည်းစင်ကူးမြို့နယ်ကန်တော်ရွာကိုစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ30တဲမနဲ့ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့သိရပါဗျ။ကဲဒါအချမ်းစစ်ကောင်စီမတရားမှုပေါ့နော်။ဟုတ်ဆိုပြည်သူတွေပဲတိုက်ခိုက်နေတဲ့နေထားဖြစ်ပါနော်။ဒီသတင်းနဲ့ပြည်ပြီးပြောထားတဲ့ကိုစစ်ပြည်ကိုရင်ကြည့်လာအောင်နော်။မန္တလေးတိုင်းစင်ကူးမြို့နယ်မှာမတ်လ14ရက်နေ့ကတော့စစ်ကောင်စီကအချမ်းဘက်အာဏာသိမ်းစစ်ကောင်စီကနေ ပြည်သူတွေကိုအကြမ်းပတ်ပြီးလေကြောင်းကနေဘုံကျဲလို့ပြည်သူတွေမြောက်များစွာတည်ခဲ့ရတယ်။အဲ့တော့တည်ခဲ့ရတယ်မနေ့ကဆိုစင်းအတိအကျမကြည့်သေးဘူး။အခုဒီနေ့မှတော့စင်းတွေထွက်လာပြီ။နော်ဒီတဲ့င်းလေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်။အဲ့တော့ပြည်သူကိုအကြမ်းဖက်တဲ့တကယ့်အကြမ်းဖက်အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းလဲ။အခုမန္တလေးတိုင်းစင်ကူးမြို့နယ်နော်အခုပုံတွေထဲမှာကြည့်ပါမြန်မာနောက်မှလည်းပုံကုန်တွေတင်ထားတယ်။ PDF စကမ်းနဲ့မဟုတ်ဘူးစစ်ဘေးရှောင်နဲ့မဟုတ်တာမန်ပြည်သူတွေနေထိုင်တဲ့ရွာဗျာ။ခလေးလေးတဲ့လမ်းပေါ်မှာတွားနေတယ်ခွေးလေးတဲ့လမ်းပေါ်မှာတွားနေတယ်တက်ကြီးရွယ်ဦးလေးတဲ့လမ်းပေါ်မှာတွားနေတယ် ဒါမှပြည်သူတွေဆိုတာကိုအာတုံးတိနေတယ်မှားကျဲစရာလည်းအကြောင်းမရှိဘူးဟုတ်တယ်တပည့်ကျဲတာဟုတ်တယ်အဲ့တော့စစ်ဘေးဆောင်စခန်းဆိုပြည်သူတွေရှိတယ်ဆိုတော့ခေါင်းစဉ်နဲ့ကျဲတယ်စေးုံစေးကန်းတွေဆိုတော့ပြည်သူတွေရှိတယ်ဆိုတော့ခေါင်းစဉ်နဲ့ကျဲတယ်စာတင်ချောင်းတွေဆိုတော့ပြည်သူတွေရှိတယ်ဆိုတော့ခေါင်းစဉ်နဲ့ကျဲတယ်အခုစင်ကူးမြို့နယ်ကိုကျဲဝါတာဒီနော်ရွာကြီးရွာမအိမ်ကြီးထပ်နေတဲ့ရွာတို့တော့ရွာမဟုတ်ဘူးနော်အဲ့ဒီမှာလမ်းပေါ်မှာခလေးတွေတွားနေတယ်လူပေါင်းစုံနေနေတာ ။နော်အခုလေးလအရွယ်ကလေးငယ်အပါပဲကလေး၆ဦးတည်ဆုံးတဲ့28ဦးထိပြည်သူတွေတည်ခဲ့ရတယ်။နော်32ဦးထိခဲ့ဒဏ်ရာရရှိတယ်။အဲ့ဒါ PD ရနေမဟုတ်ဘူးလေ။အဲ့တော့ဒီမြန်မာပြည်မှာတကယ်အကြမ်းဖက်နေတဲ့အကြမ်းဖက်ဓမ္မတွေကဘယ်လိုတွေလဲ။စစ်သွင်းကြွအကြမ်းဖက်လက်နက်ကိုင်ဆိုတာဒီအာဏာသိမ်းရတဲ့မင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ပဲ။တကယ်စစ်သွင်းကြွနေ။နော်ဖက်စစ်တပ်ပြည်သူပေါ်ကိုအကြမ်းဖက်ပြီးဖက်စစ်ပြုတ်ကျနေတဲ့ဖက်စစ်တပ်ပဲ။နော်အဲ့တော့ လက်လက်ရှိစစ်တော်ပြည်တွေမျိုးစုံလောနေတယ်ဖွဲ့နေတယ်။ရှင်းတယ်မင်းအောင်နိုင်ကမြေကြီးပဲကြံရပြီလို့သူပြောထားတာ။ဒါကြောင့်မလို့တိုင်းတန်းအီယာ OS တွေကိုသူတို့လိုက်ညှိတယ်။လိုက်ညှိတာဒီပြည်တာမဟုတ်မိန်မလောင်းမိန်မရှာဒီပြည်သူကိုတိုက်လို့မနိုင်တဲ့အချိန်မှာဘာလုပ်တယ်ဒီတိုင်းတန်းလက်နက်ကင်တွေမပါလာအောင်လို့တိုင်းတန်းလက်နက်ကင်တွေကိုလိုက်စည်းယုံတယ်။အခုလည်း MNDA နဲ့စစ်ကောင်စီနဲ့ထပ်စည်းယုံအောင်မယ်။ MNDA ရဲ့ဒီခရိုင်စစ်ဦးစီးတွေကိုတရုတ်ကခေါ်တွေ့တယ်။ခေါ်တွေ့ပြီးတော့ဘာလုပ်မလဲပြန်လို့မလားမလို့မလားမသိဘူး။ တော့တရုတ်က MNDA စီဝစီခေါ်တွေ့ပြီးလို့ရှိရင်စစ်ကောင်စီနဲ့ဒုတိယအကြိမ်ပြန်ပြီးတွေ့ဆုံဆွေးနွေးပဲလုပ်မယ်။ရှင်းရှင်းပြောရရင်တော့ MNDA ကိုစစ်ကောင်စီဘက်ကတော့ပြန်တိုက်ခိုင်းတဲ့ပုံစံမျိုးတရုတ်ကလုံလာနိုင်တဲ့အနေအထားကိုမြင်နေရတယ်။တော်တော်ဆိုးတာနော်။ဒါနောက်တည်သူ့မျိုးစုံဒုက္ခပေးနှိပ်စက်နေတဲ့အရာကြီးကိုဒီတရုတ်ကပေါ်တင်လုပ်နေတဲ့အရာကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တွေအနေနဲ့လည်းစဉ်းစားဖို့အချိန်တန်တယ်။နော်ဘလောက်ပဲတရုတ်ကဖိအားတွေရှိနေပြီဒီလောက်ရုံမာနေတဲ့အရာကြီးကိုငါတို့ကလက်စစ်ခံပေးကြမှာလား။ ဒါငါတို့နိုင်ငံငါတို့ပြည်သူငါတို့ရဲ့အထောက်အထားအာဏာပိုင်တရုတ်ကဝင်ရောက်ဆော့ပတ်မှုကဒီတရုတ်ကသူ့ကိုလှုပ်ချင်တိုင်းလှုပ်ကားဖို့အတွက်လက်တဆုပ်ဆစစ်ကောင်စီဒီအာဏာသိမ်းထားတဲ့အကြမ်းဖက်ခေါင်းဆောင်တွေကိုသူတို့တွေလှုပ်ပိုင်ခွင့်တွေပေးတယ်လက်နက်တွေထောက်ပံ့တယ်ခဲယမ်းတွေထောက်ပံ့တယ်နှီးပညာတွေထောက်ပံ့တယ်အခုဆိုရင်တရုတ်စစ်တပ်ကစခေါ်သွင်းလာတယ်လုံခြုံရေးပုံတွေအကြောင်းပြချက်နဲ့တော့ကျပ်ဘူးရင်းနှီးဆိုင်ကစီမံကိန်းတွေမှာထည့်လာတယ်ဒါရခိုင်တပ်တော်အေအေကိုသူတို့မနိုင်တော့ဒီတရုတ်လက်နက်ကင်အဖွဲ့တွေပါခေါ်တိုက်ခိုင်းမယ် အဲ့တော့အထံတိုင်းသားလက်မှတ်ကင်ခေါင်းဆောင်တွေအနေနဲ့ကလည်းအမျော်အမြင်ကြီးကြီးထားဖို့လိုအပ်တယ်။လက်တော်ဖြစ်ပေါ်နေတဲ့အခက်အခဲတော့ကိုကြည့်လို့တော့မတင်တော့ဘူး။နော်အဲ့တော့လက်ရှိကမ္ဘာမှာရှိတဲ့နိုင်ငံအားလုံးအနေနဲ့ကလည်းဘာကြောက်ဒါကြီးကိုလွတ်ပေးထားတာလေ။အခုနော်ပစည်းကြီးကဖြစ်စဉ်လိုမျိုးအခုမန္တလေးတိုင်းစင်ကူးမြို့နယ်ကိုဘုံကျဲသွားတယ်။တိုက်ပွဲလည်းဖြစ်တာမဟုတ်ဘူး။ဒါလူနေတဲ့ပြည်သူတွေထူထပ်စွာနေနေတဲ့ရွာကြီး။အဲ့တော့နောက်ပိုင်းစစ်ကောင်စီက ရန်ကုန်မြို့တော်ဟာလူတော်မှာဘုံကျဲချပြဖို့ဝင်မလေးတဲ့အနေထားသိကြတယ်လာလိုက်မယ်နောက်ဆုံးပါဟုတ်ကြည့်လိုက်နော်ရန်ကုန်မြို့မှာစခန်းတွေလက်လွတ်လာကြည့်အဲ့ဒီရန်ကုန်မြို့မှာရှိတဲ့ပြည်သူအားလုံးပေါ်ဘုံကျဲချဖို့ဝင်မလေးဖြစ်လာလိမ့်မယ်အဲ့တော့ဒီနေရာမှာတခုကျွန်တော်မနေ့ကစာတခုဖတ်ကြတယ်ဟိုဖမ်းသွားတဲ့စေတနာတခုကြောင့်ねသူကအမှရေးထားတဲ့ပို့မှာပါတယ်ဆိုတော့ကျွန်တော်မပြောတော့ပါဘူးနာမည်တွေတော့အဲဟို ီမှာစစ်ဟိုပြည်သူတွေနေတဲ့ယွမ်နားမှာစစ်ကိုမဟောင်းဖို့တိုက်ပွဲမဖော်ဆောင်ဖို့တိုက်ပွဲဖော်ပြီးပြည်တဲ့တွေတိုက်ပွဲဖော်ဆောင်တဲ့အတွက်ဒါကိုအဲ့ဒီအဖွဲ့ကမတင်တတ်ဘူးပေါ့ဟိုမတိလို့ရှိရင်ပြည်သူဘက်ကပဲပါတယ်လို့လို့နော်အဲ့တော့ပြည်သူတွေနေတဲ့နားမှာတိုက်ပွဲဖော်ဆောင်နေဆိုတော့အဲ့ဒီပြည်သူတွေနေတဲ့နားမှာအဲ့ဒီအာနာတိန်းသားနဲ့အချမ်းဖက်ကောင်တွေမရှိလို့ရှိရင်တိုက်ပွဲဖြစ်ကြအကြောင်းမရှိဘူးလေသိကြတာပေါ့ပြည်သူတွေနေတဲ့နေရာကိုလာတဲ့ပြည်သူတွေကိုအတင်းအနှမဖမ်းဆီးတဲ့စစ်မှုထမ်းခိုင်းတဲ့ ပြည်သူတွေကိုနိုင်တဲ့စင်းစင်းပြုတ်ကျင့်တယ်ပြီးလို့ရှိရင်အဲ့ဒီစေယုံတွေမှာစာတင်ကျောင်းတွေမှာဖုံးကျောင်းတွေမှာတက်ဆွဲတယ်အဲ့လိုလုပ်နေတဲ့အရာကိုထိုင်ပြီးလေဆေးခံပေးရမှာလားအဲ့တော့ပြည်သူတွေရှိတဲ့နေရာမှာတိုက်ပွဲပေါ်ဆောင်တာမဟုတ်ဘူးစစ်ခွေးတွေရှိတဲ့နေရာမှာတိုက်ပွဲဖြစ်ပွားတာ ကဲဒါတော့ကိုစီသုံးသက်ချက်အတိုးလေးပေါ့နော်။ဒါဆိုဒီဘုံကျင်းကိစ္စနဲ့ပတ်သက်ပြီးတော့အဓိကတင်ပြပေးချင်တာဖြစ်ပါတယ်နော်။အဲ့တော့ Chamber စစ်ကောင်စီကတော်တော်ကြီးကိုမမှိုက်ရိုင်းရိုင်းလှုပ်ဆောင်နေတာတွေ့ရတယ်။အခုဆိုရင်ဒီလိုမျိုးယွာဒီယွာတော့ယွာအကြီးလို့ပြောတယ်နော်။လူတွေထူထပ်တဲ့ယွာလို့ပြောတယ်။အဲ့လိုယွာမှာတကယ်ဘုံကျင်းနေရာလဲတကယ်လူစီကားတွေလည်းဖိတ်ဆိုင်ပုံပေါ်ကြတဲ့ခါမှာအသေးပြောက်များသွားတာဖြစ်ပါတယ်နော်။အဲ့တော့ချက်ဖက်မင်းအောင်လိုင်းကတော့စုံတီရုပ်မှာမဖြစ်တဲ့အတွက်ပေါ့နော်အားလုံးကိုအခုချိန်မှာဆိုရင်ဒီဘုံကိုချင်းတွေတူးထားဖို့ပေါ့နော်အားလုံးသတိပေးတာဖြစ်ပါတယ် Okay နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာဘိုးကြီးစင်ရောပေါ့နော်အာ CDM ဘိုးကြီးစင်ရောတုံးသက်တင်ပြထားတဲ့သတင်းလေးတောင်းအောင်ကြည့်အောင်နော်နေရာတစ်နေလုံး brown တက်နေမှာစစ်ကောင်စီအလုရှုပ်နေကြပါလေအုတ်ရှိပင်ဗရမားမြေတဲကုတ်ကမ်းမှာနေပြီးတော့နံပါတ်တက်ထားတဲ့ rebo car တွေနဲ့ရောက်ရှိနေတာ ရှိပါတယ်ကြောက်ဖူးအခြေဆိုင်ကပ္ပစာကိုရဲကိုအင်စီအရက်မော်တော်ယာဉ်ငယ်တွေတော်တော်များများဝင်လာနေတာရှိပါတယ်ကပ္ပစာကိုဆက်ယုံဟာလက်နဲ့ငယ်ကြည်တန်ထုတ်လုပ်တာဖြစ်ပြီးအစီအွေတစ်ခုခုလုပ်နေဟန်လို့ယူဆရပါတယ်ပသိမ်မုံရလန်အတိုင်း ဝင်းကောက်ဘက်ကနေရင်နှန်း6စီးနဲ့အုတ်ရှစ်ပင်ဘက်ကို UDB တက်လာနေတာလည်းရှိပါတယ်။ညောင်ကျိုးဘက်ကိုလည်းခမင်းတုတ်ကိုတဲ့ကားဖက်သွားတာလည်းရှိခဲ့ပါသေးတယ်။ဘကိုးတိုင်းအရှိဘက်ချမ်းမှာဘကိုးတိုင်းအရှိဘက်ချမ်းကိုလည်းတစ်ချက်ကြည့်ကြအောင်ပါ။ကျောက်တကားမြို့နယ်အရှိဘက်မနေ့နေခင်းမွန်းတဲ့အချိန်မှာချွေဖုံတိုးဂိတ်နဲ့အမင်းအင်းကုန်းဂိတ်ကို drone နဲ့တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။အရင်ရက်တွေကထောက်လိုင်း drone တွေလာရင် စေအုစုဟာအောက်ကနေ6လမ်းပြစ်ခတ်နေခဲ့ကြပါမိ။ဒီတစ်ချိန်တော့မရတော့ပါဘူး။နေမွန်းတဲ့ချိန်အပေါ်ကိုကြည့်ကြည့်ပါ။စစ်စင်ရေးတစ်ခုလုပ်မယ်ဆိုရင်မဖြစ်မနေဖြတ်တွင်းစဉ်းစားရတဲ့အချက်ထဲမှာယာဒီဥလူဆိုတာလည်းပါပါလေ။ရန်ကုန်လှိုင်းသာယာမှာတော့စီနာဘက်ကနေကြားဖြတ်ရှင်တန်ရက်တီနိုင်မှုအတွက်စကားစကိုရန်ငွေတန်းနဲ့ရပေးထားတယ်လို့သိရပါတယ်။ဟုတ်။ပေးရသူထမ်းမှသတင်းရရှိခြင်းဖြစ်ပါတယ်။မနေ့ကညနေပိုင်းချီရန်စိတ်ကမ်းမှာလုံခြုံရေးတွေရောက်နေတာရှိပါတယ်။ ရွံသားနေရာကိုဝေသားလက်ခံမှုအတွက်ရန်ကုန်ကိုမင်းအောင်လိုင်တယောက်ကိုယ်တိုင်ဆင်းချလာတာလဲတွေ့ခဲ့ရပါသေးတယ်ကျော်သွားခြေဆိုင်ကောက်ဆခွန်ကပုံမှန်အားဖြင့်လက်ပစ်ဘုံမိုင်းနဲ့50မမဘုံသီးတွေကိုအဓိကထုတ်လုပ်ပေးရတဲ့စက်ရုံဖြစ်ပါတယ်အော်ဒီအိုင်လို့ခေါ်တဲ့ကောက်ဆစက်ရုံကထုတ်လို့ရေးစစ်သားတွေစိတ်ဓာတ်ကြဆင်းလေးရှိပြီးထုတ်လို့ရေးလဲအာယုံဆိုင်ရလုံးကျုံရင်းနဲ့ဆစ်စင်ကြီးလဲဝင်လောက်ရနေဝင်လောက်နေကြရပြီး တောကပြာပါရတွေများလျက်ရှိပါတယ်။အရင်ကဆိုရင်ထုတ်လို့ရေးဘူး။ကကထုတ်လို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရေးအရာရှိချုပ်ယုံကတာကင်တွယ်စီမံတာဖြစ်ပေမဲ့အခုဆိုရင်ကကကြီးကနေဓာတ်ရိုက်ညွန်ချားဆောင်ရွက်နေတာဖြစ်ပါတယ်။တာဝန်ခံကတော့ကြီးသူတည်တနာကဘုံမှုချုပ်ရဲအားကအရေးအတွက်ဘလောက်ကိုဘယ်နေ့အပြီးအနိုင်ရမယ်ဆိုပြီးဖိအားပေးစီခိုင်းနေတာဖြစ်ပါတယ်။ ကဲဒါတော့เนาะကပ္ပါစစိတ်ဝင်တဲ့ပတ်သက်ပြီးတော့တုံးတက်တင်ပြထားတဲ့ဘုံဥစီရုံရဲ့တုံးတက်ချက်ဗီဒီယိုလေးဖြစ်ပါရင်เนาะအဲ့တော့ကပ္ပါစစိတ်ဝင်နေဘလောက်ထိတောင်မှဘဝတွေပြတ်နေကြလဲဆိုရင်မောင်မောင်ကိုယ်လည်းပြောထားတဲ့ဗီဒီယိုလေးချက်နှောင်းကြအောင်เนาะပတ်တော်လာညာလည်းပဲဦးမေအွန်လိုင်းမှာတာဝန်ရှိတာမှန်တယ်မိမိစစ်တီတွေမှာလည်းအများကြီးတာဝန်ရှိပါလားချို့စစ်တီတွေဒီလိုမျိုးစိတ်တက်မျိုးတွေနဲ့ပြန်ပြေးနေရရှိတယ်เนาะအဲ့တော့တချို့ဆိုလို့ရှိရင်ကပ္ပါစတဲ့ပြန်ရောက်တယ်တချို့ဆိုလည်းအခုအမှုရင်ဆိုင်ထားတာတွေရှိရှိတယ်အဲ့တော့ဒီနေရာကို ညောင်ကျိုးကိုမကြစေခြင်းဘူးเนาะညောင်ကျိုးကနေပြီးတော့မိမိရဲ့ရည်မှန်းချက်အတိုင်းပေါ့ညောင်ကျိုးကနေဆက်လက်တိုးမယ်ပြီးရင်ပကံကွဲရောပကံကွဲရနေဆက်လက်တိုးမကလားလက်တိုးကလားလက်တိုးကနေကျိုးမိုးထီထီပြန်ယူဖို့အတွက်စီမံကိန်းအောင်မြင်ခြင်းနဲ့ဟဲ့ဆိုလို့ရှိရင်တော့အခုလက်ရှိကပ္ပစတွေနဲ့တော့မလွယ်ပါဘူးခင်ဗျာเนาะကပ္ပစတွေအပြေးများနေတယ်เนาะအဲ့ဒီတော့ကြာတယ်เนาะအကောင်းဆုံးကတော့တကယ်ဖိုက်တာတက်တွေနဲ့ခုခံကာကွယ်မှရပါလိမ့်မယ်စစ်မတိုက်ခြင်းနဲ့ စစ်တီတွေများလာတာကိုတွေ့ရတယ်เนาะအဲ့တော့စစ်တိုက်ခြင်းနဲ့စစ်တီတွေကိုအရှည်တန်းပို့ပါသူကပ္ပစတွေနဲ့တော့မဖြစ်ဘူးထင်ပါတယ်အဲ့တော့ကပ္ပစတွေကတော့ပြီးပြီဆိုမှတော့ချင်းရင်ချင်းမြန်ဖိုက်တာတွေကလည်းဘလိုပဲဖြစ်ဖြစ်ဖိအားရှိသွားပြီအဲ့ဒီတော့ကြောင့်မို့လို့ဒီနေရာကိုရွရွချင်းချင်းခုခံကာကွယ်ဖို့အတွက်ကဖိုက်တာတက်တွေလိုအပ်နေပါပြီเนาะဒီလိုဆိုလို့ရှိရင်တော့ဒီလိုပဲဒီလိုမျိုးပဲဒီစစ်ရေးဟာလုံးလေချာလေရိုက်နေမှာဖြစ်တယ်အေအေကတော့သူတို့ရဲ့ဒီ ဒီစစ်ပွဲကိုပလန်နဲ့တိုက်နေတာပါပလန်နဲ့ရှယ်ပလန်နဲ့တိုက်နေချားနေရာတွေဖြစ်တဲ့စစ်တွေတို့ကြောက်ဖြူတို့ကိုအယောင်ပြောက်လောက်တိုက်နေရလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကြံတဲ့ဘောမီတို့ရွှေတောင်ရန်တို့အဲ့ဘက်ချမ်းကိုတိုက်တာလက်အယောင်ပြောက်တိုက်တာလို့ပဲကျွန်တော်တို့သုံးလို့ရတယ်သုံးသပ်လို့ရတယ်ပေါ့ဗျာနော်အဲတကယ်တမ်းအမိအရာတိုက်ဖို့စဉ်းစားထားတဲ့နေရာကတော့အဲ့ဒီညောင်ကျူပါပဲနော်။ဘာကြောင့်ညောင်ကျူကိုတိုက်မလဲဆိုလို့ရှိရင် ညောင်ကျိုးကအရှိုက်ဆိုတော့လေအလုံးသိတယ်နော်အဲ့ဒီအရှိုက်ထိုးခံတော့စစ်တပ်နေအထိနာနိုင်တယ်ဗောဗျာနော်အထိနာနိုင်ဒါပေမဲ့စစ်တပ်တစ်ခုလုံးဟိုရုံရင်းကြောင်းလဲသွားလောက်အောင်နော်ရုံရင်းဆန်ကပြေကြောင်းလဲသွားလောက်အောင်တော့ရေးကြီးတဲ့ပုံစံတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုကြအဲ့မှာရှိနေဒီကဘာစားတွေအကုန်လုံးလည်းနေရာရွှေ့ထားလို့ရတဲ့အတိုင်းတိုင်းရှိတာပဲလीနော်အဲ့တော့အာဒီစက်ဒီညောင်ကျိုးကိုတိုက်ဖို့အေးအေးဟာလမ်းနေလမ်းနေ ဖောက်နေပါတယ်အချို့လမ်းနေဆိုရှင်ကျွန်တော်သိရှိထားသလောက်ကိုကျွန်တော် Telegram မှာကျွန်တော်ဖော်ပြထားနေတာရှိပါတယ်เนาะဆက်ကြီးနေねเนาะ area ဆက်ကြီးနှစ်စီးနေသူတို့လမ်းနေပြက်နေတဲ့နေရာတွေပြင်နေတယ်အဲ့နေရာတွေထောက်ဖို့လမ်းကြောင်းတွေအသက်ကုန်စီစဉ်ထားတယ်အဲ့ဒီပြင်နေတဲ့လမ်းကြောင်းတွေလည်းဖြတ်တောက်ဖို့လိုတယ်အဲ့ဒါသူတို့ထောက်ဖို့လည်းပြင်ဆင်ထားသလိုစစ်တီတွေလည်းပြင်ဆင်ထားသလိုအင်အားလည်း1200အနည်းဆုံးရှိတယ်လို့သိရ1500လောက်ရှိတယ်ဗောညအများဆုံးအဲ့တော့မိမိ မိမိကအခုအင်အား200 300လောက်နဲ့ခုခံလို့ရမှာ900လောက်နဲ့ခုခံလို့ရမှာမဟုတ်ဘူးအကောင်းဆုံးအနေနဲ့ကတော့တမတမလောက်နဲ့ခုခံမှရမယ်တမတမလောက်နဲ့ဒီနေရာကိုရှင်းမှရမယ်ဒီနေ့အဲနောက်ဆုံးကြားသိရတဲ့တဲ့နေရာဆိုလို့ရှိရင်တော့စစ်တပ်ကနောက်ကနေရောထက်ချက်မကွာလိုက်ပြီးတော့ရှင်းနေပါတယ်ညောင်ကျိုးလုံးဝမကြောက်ဘူးဆိုတော့သိစေချင်တာပါအဲဒီနေရာမှာတဲ့စစ်တပ်နဲ့တူတခါလေးပြောချင်တာကတော့ဗျာနော်တက်မတော့ အားနေရင်တိုင်းပြည်အားနေတယ်ဆိုတာကျွန်တော်တို့ဖြည်းဖြည်းနဲ့ယုံကြည်လာမှဖြစ်လာပဲအခုဆိုအိန္ဒိယကသွေးတို့ဆမ်းလာအိန္ဒိယသွေးတို့ဆမ်းမှုကဒါပေါ်သေးသေးကိစ္စမဟုတ်ပါဘူးအိန္ဒိယဆိုတာကမ္ဘာမှာလူကြီးအများဆုံးရှိတဲ့နိုင်ငံကြီးဖြစ်တယ်စစ်တပ်အင်အားတောင့်တင်းတယ်နျူကလ িয়ার ထိပ်ဖူးတပ်တွေပိုင်ဆိုင်တယ်နော်စီးပွားရေးအင်အားတောင့်တင်းတယ်ဒီလိုနိုင်ငံကြီးတစ်ခုရဲ့ဂျာမာနော်အနားမှာနေရတဲ့မြန်မာနိုင်ငံအနေနဲ့ကဒီလိုနိုင်ငံမျိုးတွေက ဟိုစိတ်ကောင်းနေစိတ်ကောင်းဝင်တဲ့အချိန်မှာဘာပြဿနာမှမရှိဘူးပြမယ်အခုလိုမျိုးယူကြောင်ကြောင်ထလုပ်ပြီးဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံအတွက်ကအမ်ဟိုသွေးတို့စမ်းခံရတဲ့အချိန်မျိုးတွေရောက်လာပြီအဲ့တော့ဘယ်လိုလဲမနျူကလ িয়ার ကိုကာကွယ်ဖို့ကအကောင်းဆုံးကာကွယ်နည်းရတော့နျူကလ িয়ার ကိုကာကွယ်နည်းပေါ့နော်အကောင်းဆုံးကာကွယ်နည်းကနျူကလ িয়ার လက်နက်ရှိခြင်းပါပဲအခုလိုမျိုးနျူကလ িয়ার ပိုင်တဲ့နိုင်ငံကြီးတစ်ခုကဟိုမြန်မာနိုင်ငံရဲ့ဒီစကိုင်းတိုင်းတမိုးမြို့နယ်ကဒီ กบอไจวันကိုသူတို့အပိုင်ဖြစ်နေသူ့သွင်းဖို့အတွက်เนาะပြန်သိမ့်ဖို့အတွက်ပေါ့เนาะသိမ့်ယူဖို့အတွက်သူကပြန်သိမ့်မှပြောတာပဲဒါပေမဲ့လည်းဒီသိမ့်ယူဖို့စူးစမ်းနေခြင်းဟာဆိုလို့ရှိရင်တော့ထို့တူချင်းပြည်နယ်မှာလည်းသူတို့အိန္ဒိယကတရားမဝင်ဝင်ရောက်လာတဲ့ဒီအိန္ဒိယနိုင်ငံသားတွေအနေနဲ့ကလည်းဒါကျွန်တော်တို့နိုင်ငံသွေးတူဆန်းခံရတာဖြစ်တယ်ဒီလိုနိုင်ငံကဲဒါတော့เนาะ ဝမ်မမော်ရဲ့တုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်နော်ကာဘာဆာဆဲဦးမှာကာဘာဆာစစ်သားတွေကဒီ train ထားတဲ့စစ်သားတွေမဟုတ်ဘူးနော်သူတို့ကဒီထုတ်လို့ရေးအတွက်ပဲဒီအသုံးပြုတဲ့စစ်သားတွေဖြစ်တဲ့အတွက်စစ်ပတိုက်တာပေါ့နော်အဲ့တော့ကာဘာဆာကိုတိုက်မယ်လဲကြာထွက်ပြေးသွားတဲ့ဆိုတဲ့သတင်းတွေကျွန်တော်ကြားနေရပါတော့ဒါအပြင်ဒီအိန္ဒိယသွေးလုံးဆန်တဲ့ကိစ္စကလည်းတကယ်ဆိုရင်သူတို့ကဒီအကြက်ဖက်မင်းအောင်လာရောဖြည့်ရှင်းနိုင်ဖြည့်ရှင်းပေါ်ထမလာသူတို့ရဲ့အစိုးရဆိုသူတို့ချီရန်ထားတာ ဲ့တော့နိုင်ငံကြီးကိုလည်းလက်ဝဲကြီးအုပ်ထားတာပဲလေနော်အဲ့တော့သူတို့မဖြေရှင်းနိုင်ဘူးဆိုရင်တော့ဒါသူတို့ညံ့လို့အဲ့တော့အိန္ဒိယသွေးရိုးဆန်းတယ်ဆိုတာလည်းတကယ်ပြောမယ်ဆိုရင်သွေးရိုးဆန်းလို့ရလို့သူတို့သွေးရိုးဆန်းတာလေနော်သွေးရိုးဆန်းလို့မရဘယ်ဆန်းမှာမလဲအဲ့တော့ဘာပဲပြောဒီရွေတွေကတော့အခုတိုင်းပြည်ကဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာတခြားနိုင်ငံတွေကပါနော်ဒီလိုမျိုးဒီလက်ဝဲကြီးအုပ်ချင်တဲ့အနေအထားလေးတွေ့ရပါတယ်နော်ဒီနောက်ထပ်ကြောင့်ကြည့်ရမယ့်သတင်းပြည်ကတော့ဒီ ကျွန်တော်တော်လန်ရေးတစ်ဖွဲ့တွေပေါ့နော်တော်လန်မဟာထိုးစစ်ကြီးဆင်နွှဲနိုင်ဖို့ပေါ့နော်အာစုစုရုံရုံနဲ့တိုင်ပင်ညှိနှိုင်းပြီးမှထိုးစစ်ကြီးတရက်ကြီးမားတဲ့ထိုးစစ်ကြီးတရက်ဆင်နွှဲကြဖို့ပေါ့နော်တိုက်တွန်းလိုက်တဲ့ဆယ်လီဘစ်ကျော်သတင်းလေးကိုကြည့်အောင်နော်ပြည်တော်53မိုင်နေပြည်တော်တို့189မိုင်ရန်ကုန်တို့211မိုင်ညောင်ကျိုးကနေပေါ့လားအုတ်ရှိပင်ကနေပြောနေတာမဟုတ်သေးဘူးအဲ့တော့အုတ်ရှိပင်ဒေသခံများဘေးလို့ရခါတဲ့ရှောင်းတိမ်းမှာထိုးမှာဝင်မှာ အောင်မြင်မှုအောင်ဝဲကိုရယူမှာဖြစ်တယ်။ဘယ်တော့မှ တလက်မလေးမှနောင်မစုတ်ခဲ့တဲ့အာရခတ်တတော်ကြီးရဲ့ထိုးစစ်ခံပစ်တဲ့ကောအရှင်မသာဘူးတခါလေးပြောတာ။ဒါကတော့ဒေါ်လန်ဒရင်းကြီးနောက်ဆုံးချင်းဖြစ်ပါတယ်။ဒုတိယပိုင်းနေနဲ့တပေါင်းကြီးစုညညကြပြီးတိုင်းမီနဲ့လူလူမျက်နှာကိုထောက်ထားတိုင်းသားအီယာကိုခေါင်းဆောင်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနေပြည်တော်များအတူတကွစူးစီးညီညွတ်ကတော်လန်မဟာဗျူဟာထိုးစစ်ကြီးကိုစင်နွေတဲ့နဲ့အချင်းအန်ယူဂျီအောင်မှာရှိတဲ့တရင်ပေါင်း300ပတ်ခဖပေါင်းပတ်ခဖပါလပါပါပါပေါ့200အာခတ်တော့ကြီးကိအိုင်အမန်ဒီဒီအန်လီအမန်ဒီဆိုလို့ကြာဖြတ်ပြောလိုက်အောင် ဒီကနေ့ MNDE နဲ့ပတ်သက်ပြီးလာရှိုးကိစ္စဟိုဘက်ရက်ကွက်ဘောမတတိုက်ကလေဥပွားနေစောတုန်နေပါလာရှိုးပြန်မပေးနိုင်အဲ့တော့လာရှိုးပြန်မပြန်မပေးလို့ဆိုပြီးတော့ MNDE ရဲ့အထူးဒေသတက်ခရိုင်6ခုကစစ်ဦးစီးတွေကိုတရုတ်ကခေါ်တွေ့ပါတယ်ဒါပေမဲ့ဒီနေ့နေ့ပြန်ရောက်နေပါပြီလုံးဝလာရှိုးကို မပေးဘူးဆိုတဲ့တရင်စကားကြားပါတယ်အတီးပြုတ်လို့ကြိုးစားနေသေးပါ MD ကတော့တေဝင်ဘာမှမပြောသေးပေမဲ့စစ်ကိုစနစ်တကျပြင်ဆင်နေတယ်ဆိုတော့ငင်းလို့မရဘူး MD TNL Agatto AA KIA KNU KNL အစရှိတဲ့တိုင်းသားအီအောင်တက်ကြီးများကျွန်တော်တို့ပြည်သူလူထုကိုဘယ်တော့မှချောခိုင်းသွားလိမ့်မယ်လို့ကျွန်တော်မယုံကြည်ဘူး ျွန်တော်ပြည်သူလူထုကယုံကြည်ပါတယ်မျှော်လင့်ပါတယ်အားကိုးပါတယ်ဒီတက်တော်ကြီးတွေနဲ့မြို့သားညီညွတ်ရေးအစိုးရအမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီးမဟာဗျူဟာမြောက်နိုင်ငံလုံးဆိုင်ရာဖိုးစစ်ကြီးဆင်ွဲကြပါတောင်ကတိုက်ရင်မြောက်ကရက်နေမြောက်ကတိုက်ရင်အရှိကရက်နေရေးသားကိုရီးလေးကိုအချောင်သမားတွေကတနက်တပြပြနေတပ်ပုံရိုက်ပြီးအလူခံစားတဲ့ကောင်ကြီးရှိနေတယ် အညာဒေတာတချုံးမှာတော့စစ်တွင်းတော်လိုင်းကြီးကာလအညာရင်ကျေးမှုပါနေရာလေးပါပြထားရပါဒီကနေ့ဆိုရင်ရေသာရှည်တချုံးမှာကောင်းဖြတ်တရရဆက်ဆက်လူယုတ်မှာလူမဆန်မှုတွေကိုဖတ်စစ်တက်ကဆက်လက်ကျူးလွန်နေတယ်လို့အုံမတီးနဲ့နောင်ချူဘက်မှာအစိမ့်ငွေဘုံနေကျဲချနေတယ်ဆိုတဲ့တည်င်းမျိုးရှိဟုတ်တယ်ဒါဖတ်စစ်တက်ဟာနှီးပေါင်းစုံနဲ့ ရုပ်မှာတော့လေဖက်စစ်တပ်ဟာသူ့အာဏာအကျိုးစီးပွားအတွက်နေတဦးတယောက်မှအသက်ရှင်ဝင်တော့မပေးဘဲရက်တီဝင်တော့မပေးဘဲအာဏာအကျိုးစီးပွားကပတ်သက်ရင်ကိုမရမျက်နှာတော့မကြည့်တဲ့တကူကောင်းသမားအတ္တစိတ်တဲ့တိုင်းကြီးကိုဖျက်ဆီးလို့နေပါလူရုပ်မှာတိုက်ကို အပြတ်ရှင်းနိုင်ဖို့ဖက်စစ်စမိတ်စာရီကိုအပိတချေမုံနိုင်ဖို့ ျွန်တော်တို့တိုင်းသားအရာကိုတက်ချီများအလ်ပီရက်များအမျိုးသားညီညွတ်ရေးအစိုးရတရင်တက်ဖွဲ့ပြီးစုစည်းညီညီညွတ်ညွတ်တိုင်းတိုင်းပင်ပင်နီနီနောနောနဲ့အရှိနောက်တောင်မြောက်ရက်ရှင်းမြင်တာအရက်လေးမြင်တာအရောက်16မြင်တာနဲ့တအောင်ညီပြမှာမကြမ်းဖက်စစ်တက်ကိုတော်လန်ထိုးစစ်စင်ရပါတော့လို့ပြည်သူလူထုများရဲ့ကိုစားမြတ်ကျော်ကလေးလေးနက်နက်ပန်ချပါစေကဲဒါတော့ ဆယ်လမီကျော်တရင်ပဲဖြစ်ပါတယ်နော်အဲ့တော့အချမ်းဖက်စစ်ကောင်စီကတော့နော် ခုစီမှာဆိုတကယ်ပဲမိုက်တွင်းနဲ့တက်တက်နဲ့လာတဲ့အခြေအနေရှိပါတယ်နော်ပြည်သူကိုဘုံချဲပြီးတတ်ထားနေတော့နော်အခုဆိုအစိမ့်ွေအစိမ့်ွေဘုံနေတော့မှာနော်ပြည်သူကြားထဲမှာကျဲပြီးတော့ချနေတာကျွန်တော်တွေ့တယ်ပါနော်အဲ့တော့သူဘလောက်ပဲလှုပ်လှုပ်ပါနော်အခုချိန်မှာဆိုရင်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေကတော့အဆုံးထိသွားပြီလို့ဆုံးဖြတ်ထားပြီးသားဖြစ်တယ်တော့အဆုံးထိတော့တိုက်ဖို့တော့တေချာနေပြီပေါ့နော်အဲ့တော့အခုချိန်မှာဆိုရင်ဒီ MMD ရဲ့အလက်အပြောင်းကလည်းကျွန်တော်တို့ဒီတော်လိုင်းရေးတပ်တကယ်ပဲအလက်အပြောင်းအရေးကြီးတဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့ခုနကဒီ လူပြည့်ကျော်ပြောသလိုပဲပေါ့နော်ဒီ MMD ကလာရှောက်မပေးဘဲနဲ့ ်ဆက်တိုက်တဲ့အခြေအနေမျိုးတွေသာဖြစ်လာခဲ့တယ်ဆိုရင်တော့တော်တော်လေးတော်လိုင်းအတွက်လည်းထူးခြားတဲ့အခြေအနေဖြစ်သွားမှာပေါ့နော်အဲ့တော့ဘာပြောပြောဒီ MMD ရဲ့အလဲအပြောင်းလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်သလိုတခြားအခု Arkhatter.a ဘက်ကိုကြည့်ရဆိုရင်လည်းအောက်ပွဲတွေရနေတာဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်တို့တော်လိုင်းဘက်ကတော့တကယ်ပဲအားတက်စရာဖြစ်ပါတယ်နော်ဒါအပြင်ဒီထက်ပိုပြီးတော့ပေါ့နော်ဒီကြီးမားတဲ့တိုက်စစ်တွေထိုးစစ်တွေစစ်ဖို့လည်း UNG ကြောင်ညာထားပြီးသားဖြစ်တဲ့အတွက်အဲ့တော့မကြခင်မှာ main online ကိုဒီနေရာဒေတာအနှံ့ပြအဖွဲ့ဆောင်ကဆော့ဘလော့ဘလို့တီးပလဲဆိုတာကိုကျွန်တော်စောင့်ကြည့်နေညအတွက်ကျွန်တော်ရဲ့ဗီဒီယိုဒီဇိုင်းမှုလေးကိုဆုံးသက်လိုက်ပါရနော်ဟုတ်ကဲ့အစအဆုံးကြည့် ြီးတော့မြတ်ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ချမ်းဖတ်မင်းအောင်လာရဲ့စစ်ပွဲကနေကင်းလို့ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။